တင်းရဲ့နေတနေ့ရဲ့ရှေ့ဆုံးပိုင်းကိုအကောင်းဆုံးကြီးစက်လိုက်ပါ။ကြံတဲ့နေတနေ့လုံးကသူ့ဘာသာသူအစဉ်ပြေသွားပါလိမ့်မယ်။နန္နခင်းကိုပိုင်ဆိုင်မှာဘဝကိုမြင့်တင်မှာ။ Robin Sharma မင်္ဂလာပါ။ The Rose Channel ကနေကြိုဆိုပါရစေ။မနေ့9နာရီမှာ노ထပြီးတင်းဘဝရဲ့အကောင်းဆုံးပုံစံကိုဘယ်လိုဖန်တီးမလဲဆိုတဲ့လျှို့ဝှက်ချက်ကို The Five AM Class ဆိုတဲ့စာအုပ်ထဲမှာ Robin Sharma ကရှင်းပြထားပါတယ်။အချင်းချုပ်ကိုနားထောင်ပြီးတင်းရဲ့မနေ့ခင်းပုံစံကိုပြောင်းလဲပြစ်လိုက်ပါ လူအများစုအတွက်မနက်9:00နာရီမှအိပ်ရထားရမယ်ဆိုတာလုံးဝကိုစိတ်ဝင်စားစရာမကောင်းပါဘူးကျွန်တော်တို့အများစုကမနက်ပိုင်းမှာအဖြစ်မနေထားရမယ်အချိန်တစောပြီးမထခြင်းပဲအိပ်ရထဲမှာပဲအချိန်ပိုကုန်ကျင်ကြပါတယ်ဒါပေမဲ့မနက်9:00နာရီမှအိပ်ရထားတာဟာအောင်မြင်မှုရဲ့တော့ချက်ဖြစ်တယ်လို့ကျွန်တော်ပြောရင်ရော Robin Sharma ရဲ့ The Five Year Glass ဆိုတဲ့စာအုပ်ထဲမှာစောစောထခြင်းဟာကုန်ထုတ်ဆွမ်း Productivity နဲ့အောင်မြင်မှုအတွက်တော့ချက်ဖြစ်ကြောင်းပေါ်ပြဖို့အတွက်ပုံမြင်တစ်ပုဒ်ကိုအသုံးပြုထားပါတယ် ီပုံမြင်ကရုံးကန်နေရတဲ့အမှုပညာရှင်တယောက်နဲ့ဆွေဦးတီထွန်သူတဦးကိုလမ်းညွှန်ပေးဖို့ဆုံးဖြတ်ထားတဲ့ဘီလီယနာတဦးចောင်းကိုနောက်ခံထားပါတယ်သူကအမှုပညာရှင်ကို ပထမဆုံးတင်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အရာကတော့နနခင်းကိုအနိုင်ယူခြင်းရဲ့အရေးကြီးပုံပါပဲနနခင်းကိုဘလို့အနိုင်ယူမလဲလို့တင်မေးနိုင်ပါတယ်ပထမဆုံးသဘောတရားကတော့အဝဲခံချိန်နာရီ the 3 hour ပဲဖြစ်ပါတယ် မနေ့9နာရီမှာအိပ်ရထတာဟာမနေ့9နာရီဒါမှမဟုတ်10နာရီအထိထုတ်လုပ်မှုမရှိပဲအချိန်ဖြုန်းနေရင်အကျိုးမရှိပါဘူး။ရှာမာက မနေ့9နာရီနဲ့6နာရီကြားအတွက်စီစဉ်ထားတဲ့20 20 20ဖွဲ့စည်းပုံကိုတင်ပြခဲ့ပါတယ်။ဒီတနာရီကိုတင်ကောင်းကောင်းအသုံးချနိုင်ခဲ့ရင်တင်းရဲ့နေ့တစ်နေ့မှာဖြစ်ပျက်လာမယ့်အရာအလုံးဟာပုံမလွဲကူစွာအဆင်ပြေသွားပါလိမ့်မယ်။ တင်ခံမှန်းထားတဲ့အတိုင်းဒီ20 20 20ဟာတနာယီကိုအဆင့်30ခွဲခြားထားခြင်းဖြစ်ပါတယ်။အောင်ပွဲခံချိန်နာယီ Debit 3 hour ပထမပိုင်း9နာရီမှ9နာရီ20လှုပ်ရှားပါဒီအပိုင်းကလှုပ်ရှားမှုအကြောင်းပါပဲဒါဟာကာရီယိုလေးကျင်ကယောဂဒါမှမဟုတ်အလေးမလေးကျင်ကအနေငယ်ဖြစ်နိုင်ပါတယ်အဓိကအချက်ကတော့နှလုံးခုန်နှုန်းကိုမြင့်တင်ဖို့ချွတ်ထွက်အောင်လုပ်ဖို့နဲ့နှုတ်ထပြီးတာနဲ့ကော်တီဆောနှိုးကြားစီတော်ဟော်မုန်းကိုခန္ဓာကိုယ်ထဲမှာထုတ်လွှတ်ဖို့ပဲဖြစ်ပါတယ်မနက်ခင်းလေးကျင်ကကျွန်တော်တို့ကိုပြီးပြည့်စုံတဲ့တည်မြင်မှုအနေနဲ့ cognitive state ကိုရောက်ရှိစေပါတယ်ဒုတိယပိုင်း9နာရီ20မှ9နာရီ40ဆင်ခြင်ပါဒီအပိုင်းကတော့ဆင်ခြင် 内蒙古老少嘛。 ်ဆီလာမဲ့နေ့တစ်နေ့အတွက်တင်ပြီးမြောက်အောင်လုပ်ရမယ့်အရာတွေကိုချရေးပါတင်းစိတ်ထဲမှာရှိနေတဲ့ဒါမှမဟုတ်တင်းကို စိတ်ပူပန်စေတဲ့မြည်တိအရာကိုမစိုးမှတ်တမ်းရေးချပါတရားထိုင်ခြင်း meditation ကိုလေ့ကျင့်ပါဒီမိနစ်20အပိုင်းကအာယုံစူးစိုက်မှုနဲ့ရှင်းရှင်းလင်းလင်းတွေးတောခြင်းအကြောင်းပါပဲတတိယအပိုင်း9နာရီ40မှ6နာရီတင်းယူပါအောင်ပွဲခံခြင်းရဲ့နောက်ဆုံးမိနစ်20ကတင်းယူခြင်းပေါ်အာယုံစိုက်ခြင်းပဲဖြစ်ပါတယ်စောင်းတော့ဖတ်ပါပေါက်ကတ်နားထောင်ပါတင်းစိမ့်ဝင်စားတဲ့ခေါင်းစဉ်တစ်ခုခုကိုလေ့လာပါဒီ ေချင်းကိုအသုံးပြုပြီးနှင်းအုံနောက်ကိုအရှိန်အဟုန်မြင့်မြင့်စတင်ပါရှောင်းရံနဲ့စိတ်ကိုပြင်ဆင်ခြင်း20 20 20ကိုစတင်တဲ့အခါမှာရှောင်းရှားတဲ့အချက်နှစ်ချက်ရှိပါတယ်လုံလောက်သောအချိန်ရရှိပါစေမနေ့9နာရီမှအိပ်ရာထားခြင်းကနှင်းကိုအချိန်နာရီအနည်းငယ်ပဲရရှိမယ်ဆိုရင်တင်ဟာညနေပိုင်းလုံယုံလုံစင်ကို ပြန်ကြည့်ဖို့လိုအပ်ပါတယ်တင်လျော်တဲ့6နာရီမှ7နာရီကြာအိပ်စက်ဖို့တည်ကြပါစေရှီယိုစကားအတိုင်းဖျောင်းနိုင်ကိုအပြားနှစ်ဖက်စလုံးကနေမီးမရှို့ပါနဲ့တင်းကျပ်တော့စီမြင်မဟုတ်ပါဘူး20 20 20ဆိုတာတင်းကျပ်တဲ့စီမြင်မဟုတ်ပါဘူးဒါဟာစတင်ဖို့အတွက်အခြေခံအချက်တစ်ခုသာဖြစ်ပါတယ်တင်းဟာမိနစ်34ချင်းခန်းလုပ်ပြီးစင်ကျင်သုံးသက်ချင်းကို10မိနစ်ပဲလုပ်တာကဘူကောင်းတယ်ဆိုရင်အဲ့ဒီအတိုင်းလုပ်ပါလေ့ကျင့်ခန်းမလုပ်ခင်စာဖတ်ဖို့ဒါမှမဟုတ်စင်ကျင်သုံးသက်ဖို့လိုအပ်ရင် အဲ့ဒီအတိုင်းလုပ်ပါဒီလိုရုံးလုံးစင်ကိုတင်းရဲ့ကိုကြီးကိုသွေးနဲ့ကိုင်းညီအောင်စိတ်ကြိုက်ပြင်ဆင်ပါ ကျင့်ဆိုင်ရာလုံယုံလုံစင် Happy Protocol နောက်ထပ်သဘောတရားတစ်ခုကတော့အကျင့်ဆိုင်ရာလုံယုံလုံစင်ပါပဲ။စာရေးသူကအကျင့်တစ်ခုဖန်တီးခြင်းနဲ့ဝင်းမြူကျင့်ဆိုင်ရာလေးကျင့်မှုအတွက်တဲမဟာကိုပြည့်ပြည့်စုံတဲ့ဥပမာအဖြစ်အသုံးပြုခဲ့ပါတယ်။တဲမဟာကိုပြည့်စည်ဖို့နှစ်20ကြာခဲ့ပါတယ်။ဒါပေမဲ့အနေငယ်တော့စိတ်ဆွမ်းရင်ဝေးပါဝါနဲ့မြတ်စွာသောဆွေးမြေမှု consistency ကြောင့်အဆောက်အုံကိုနောက်ဆုံးမှပြီးတတ်နိုင်ခဲ့ပါတယ်။နေ့အကျင့်တွေလည်းအတူတူပါပဲ။ စတင်ဖို့အတွက်အနည်းငယ်တော့စိတ်စွမ်းအင်လိုအပ်ပါလိမ့်မယ်။၎င်းတို့အလိုလျောက်ဖြစ်သွားတဲ့အဆင့်ကိုရောက်ဖို့အတွက်များစွာသောစွဲမြဲမှုလိုအပ်ပါလိမ့်မယ်။အကျင့်တွေအလိုလျောက်ဖြစ်သွားတဲ့အခါဒါဟာတင်းရဲ့လုံယိုးလုံစင်ရဲ့တစိမ့်တစ်ပိုင်းဖြစ်လာပြီးတင်းဟာဒါကိုထပ်ပြီးတွေးတောနေစရာမလိုတော့ပါဘူး။အာယုံဆိုင်မှု၄မျိုး The Four Focus အောင်မြင်သူတွေဟာတာမန်လူတွေထက်ပိုကောင်းမွန်စွာအာယုံဆိုင်လေးရှိပါတယ်။ဒီအပြင်သူတို့ဟာအဓိကနေရာတွေပေါ်မှာအာယုံဆိုင်လေးရှိပါတယ်။အာယုံဆိုင်မှုနေရာ၄မျိုးကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။အရင်အနည်းမြုပ်နှံမှုအာယုံဆိုင်မှု capitalization focus ကျွန်တော်တို့တဦးစီတိုင်းမှာတဘာဝအတိုင်းပါလာတဲ့ဝေးရပါအရေးအချင်းတွေရှိပါတယ်။အဲ့ဒါတွေကကျွန်တော်တို့ကိုအောင်မြင်ဖို့ကူညီနိုင်တဲ့အထိရှာဖွေပြီးဝင်းမြူပေးဖို့လိုအပ်ပါတယ်။ အာယုံပြန်လွှဲမှုကိုဖယ်ရှားခြင်း eliminate distraction social media ခေတ်ကြီးမှာအာယုံပြန်လွှဲဖို့ကပိုပြီးလွယ်ကူလာပါတယ်။တင်းရဲ့ဖုန်းကိုယူရဆိုင်မတက်မှတ်ထားရင်တနေ့တာလုံးအဆမပြတ်သတိပေးချက်တွေ notification တွေဝင်နေပါလိမ့်မယ်။အာယုံပြန်လွှဲမှုကိုဖယ်ရှားပြီးအရေးကြီးတဲ့အလုံးအနှဲငယ်ကိုဒါအာယုံစိုက်နိုင်ဖို့လိုအပ်ပါတယ်။ကိုယ်ရေးပိုင်နိုင်မှု personal mastery ကျွန်တော်ပြောရတာစိတ်မကောင်းမိမယ်။တင်းဟာဘယ်တော့မှပြည့်ပြည့်စုံမှာမဟုတ်ပါဘူး။ဒါဟာအမြဲတမ်းတိုးတက်နေမဲ့လုပ်ငန်းစဉ်တစ်ခု a work in progress ဖြစ်နေပါလိမ့်မယ်။ရှာမကသူခေါ်ဆိုတဲ့ အတွင်းပိုင်း Empire ၄ခု The Four Interior Empire ပေါ်အယုံဆိုင်ဖို့အကြံပြုထားပါတယ်။စိတ်နေစိတ်ထား Mindset ကိုကိုကိုပြောဆိုခြင်း Set Talk နှလုံးသားထားရှိမှု Habset တင်းရခံစားချက်များကျမ်းမာရေးရှိမှု Habset တင်းရကိုလက်ကြံ့ခိုင်မှုစိတ်ဝိညာဉ်ထားရှိမှု Soulset တင်းဘယ်လိုလဲဆိုတာကိုစဉ်းစားဆင်ခြင်ခြင်းနဲ့တရားထိုင်ခြင်းနေ့ရက်များစုပုံခြင်း Distracting ဒီအယုံဆိုင်မှုကအောင်ပွဲခံချိန်နာရီကနေစတင်တာပါ။ခံရတဲ့နေ့ရက်တွေကိုဖန်တီးဖို့နဲ့နေ့တိုင်းကိုအရင်နေ့ထက်ပိုကောင်းအောင်လှုပ်ဆောင်ဖို့အယုံဆိုင်ပါ။ ောင်မြင်မှုကခဏတာဆရာထက်တန်မှုတွေကနေမလာပဲအကျင့်နဲ့စွဲမြဲမှုကနေလာတာဖြစ်ပါတယ်တတ္တတာပါရမီရှင်အတွက်နိဗ္ဗာန်10ခုနောက်ဆုံးသဘောတရားကတော့တတ္တပါရမီရှင်အတွက်နိဗ္ဗာန်10ခုပါပဲအာယုံဆိုင်မှုပူပေါင်းကိုဖန်တီးပါဂုံတုံစွာနဲ့တီတွင်ဖန်တီးနိုင်စွမ်းကိုခွင့်ပြုတဲ့အာယုံပြန့်လွတ်မှုကင်းမဲ့တဲ့အလုံးလုံးရန်နေရာကိုရှာပါ ို့မဟုတ်ဖန်တီးပါ90 91စီးမြင်နောက်ထပ်ရက်90အတွက်တင်းရဲ့အလုံးချေရဲ့ပထမဆုံးမိနစ်90ကိုတင်းပွားရဲ့တခုတည်းသောအရေးကြီးဆုံးစီမံကိန်းအတွက်သုံးစွဲပါ ဒီအချိန်မှာတခြားဘာကိုမှအာရုံမစိုက်ပါနဲ့60 30နီလန်းနံပါတ်1စီမံကိန်းအတွက်မိနစ်93ဆွဲပြီးတဲ့နောက်ဂျန်နဲ့အလုတ်ချိန်ကိုမိနစ်60အလုတ်လုပ်ပြီး10မိနစ်အနားယူခြင်းအပိုင်းများအဖြစ်ပိုင်းမှာနေ့စဉ်၅ချက်တင်းနေတိုင်းပြီးမြောက်အောင် လုပ်နိုင်တဲ့အရာ၅ခုကိုချရေးပြီးပြီးသွားတဲ့အခါအမှန်ချစ်လိုက်ပါဒုတိယအရှင်ရလေးကျင်ကတင်းရဲ့အလုတ်ချိန်ပြီးဆုံးတဲ့အခါမိနစ်30ကနေတနာရီလေးကျင်ကန်လုပ်ပြီးဒုတိယအရှင်ကိုပြန်ပန်းပါပြန်ပန်းဖို့မလိုပါဘူးလမ်းလျှောက်ချင်းလိုမျိုးကပြီးပြည့်စုံပါတယ်အနှိတ်ကန်ချင်းနှစ် ချိန်တပတ်ကိုအနှိတ်ခံခြင်းနှစ်ချိန်အတွက်အချိန်စရာဆွဲပါမလုံနိုင်ရင်ဒါမှမဟုတ်မကြိုက်ရင်ပုံမှန်လုံရုံးလုံးစင်ပြင်ပမှာတင်နှစ်သက်သက်လှုပ်ရှားမှုနှစ်ခုဥပမာတငယ်ချင်းနဲ့ကော်ဖီတောက်ချင်းမိလယ်စာကောင်းကောင်းစားခြင်းအတွက်အချိန်ပေးပါရင်ကျောပညာရေးတင်အလုတ်သွားအလုတ်ပြန်ခီးသွားလာရရင်ရေဒီယိုကြော်ညာတွေနားထောင်မဲ့စားဒီအချိန်ကိုပေါက်ကတ်ဒါမှမဟုတ်အော်ဒီယိုဘုတ်တွေကိုအသုံးပြုပါအိမ်မက်အဖွဲ့တင်ရဲ့တိကျအာယုံဆိုင်မှုမလိုအပ်တဲ့အလုတ်တွေကိုကုညီလှုပ်ဆောင်ပေးဖို့အတွက်တင်ပတ်ဝန်းကျင်မှာအဖွဲ့တစ်ဖွဲ့ကိုရှာပါသို့မဟုတ်ဖန်တီးပါအသေးအမွှ ွားအလုပ်တွေကိုလွှဲအပ်ပြီးတင်တူဦးသေးတာလုံနိုင်တဲ့အရေးကြီးတဲ့အရာတွေကိုအာရုံစိုက်ပါအပတ်စဉ်ဒီဇိုင်းစနစ်တင်းငွေနည်းမှာ ချိန်ပေးပြီးတင်းရဲ့ရက်သက်တစ်ပတ်ကိုအကြမ်းဖျင်းပုံကျန်ဆွဲပါတင်းရဲ့90 90စီးမြင်60 30အပိုင်းတွေအပြင်အနှိတ်ခမ်းခြင်းနှစ်ကြိမ်ဒုတိယအရှင်ရ၄ကြိမ်ကအရင်အလုပ်တွေနဲ့အစည်းအဝေးတွေလိုအရာတွေကိုစီစဉ်ပါနေ့စဉ်တင်းယူခြင်းနေ့တိုင်းအနည်းဆုံးမိနစ်60ကိုတင်းယူခြင်းအတွက်သုံးဆွဲပါတင်းအုံနောက်ကိုနုပြိုပြီးထမြက်အောင်ထိန်းထားဖို့အကောင်းဆုံးနည်းလမ်းကတော့နေ့တိုင်းစိန်ခေါ်ပြီးအတိအဆန်းတွေတင်းယူဖို့ပဲဖြစ်ပါတယ်တတိယပါ တင်းရဲ့နေတနေ့ရဲ့အစီအစဉ်အပိုင်းကိုအကောင်းဆုံးဂရုစိုက်လိုက်ကြံတဲ့နေတနေ့လုံးကသူ့ဘာသာသူအဆင်ပြေသွားပါလိမ့်မယ်နနက်ခင်းကိုပိုင်ဆိုင်မှာဘဝကိုမြင့်တင်မှာ The Five AM Club ကနေကျွန်တော်ရဲ့အဓိကယူစရာအချက်ကတော့တင်းကိုတင်းအိယာကနေထွက်စေဖို့လိုချားစေဖို့နဲ့ကုန်ထုတ်စွမ်းအားရှိတဲ့စိတ်နေစိတ်ထားကိုရောက်ရှိစေဖို့အတွက်ကောင်းမွန်စွာစဉ်းစားထားတဲ့နနက်ခင်းလုံရုံလုံစင်တစ်ခုကိုတတ်မှတ်ခြင်းပါပဲအဝဲကန်ချိန်နာရီ The Petri Hour ဟာတင်းရဲ့ကိုယ်ပိုင်အစီအစဉ်ကိုစတင်ဖန်တီးဖို့အတွက်ပြည့်ပြည့်စုံတဲ့နေရာတစ်ခုဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်။နားဆင်ပြီးပြီဆိုရင်တင့်ရဲ့တနေ့တာကိုအကောင်းဆုံးဘလို့အသုံးချမယ်ဆိုတဲ့နီလန်တစ်ခုခုရာသွားလိမ့်မယ်လို့လည်းယုံကြည်မိပါတယ်။